ပွဲတွေအများကြီးကျွန်တော်တော့တော်ဘူးပါမယ်တက်ဘူးပါအဲဒီကတော့ဒါပါရမီဖြည့်တာပါပဲခုလိုမျိုးလိုက်ဖက်တဲ့ဒီအဲဇနီးမောင်နှံနေဟိုအတွဲတွေကိုကိုရိုးတွေကဟိုတောင်းတနေရနေပေါ့နော်ကိုကလည်းအတန်နဲ့အတန်ပွဲကြောင်ပြုတ်နေတာဆိုတော့အတန်အားဖြင့်ပေါ့နော်ပါရမီဖြည့်ခွင့်ရတဲ့အတွက်အများကြီးဝမ်းသာတယ်အဓိကတော့ကိုငယ်စင်တို့စိတ်ထဲမှာပေါ့နော်ဒီလိုသူတို့ရဲ့တန်ဖိုးထားတဲ့နေ့လေးမှာကိုရိုးကိုအဲတောင်းတနေရလေးရနေပေါ့နော်ပါဝင်ခွင့်ပေးတာကိုပဲကျေးဇူးအများကြီးတင်ပါတယ်လို့ပြောချင်ပါတယ် ဟိုအရန်လိုက်ဖက်တယ်လို့ခံစားရတယ်ပြီးတော့ဟိုဒါတော့အခုရဲ့ဟိုအတွေ့အလိပေါ်တော့ all လို့ဟိုဘယ်လိုပြောမလဲရေဆက်ပေါ့နော်ရေဆက်ဖူးစာပေါ့ဟိုဘယ်လိုပြောမလဲဒီဘဝအဆက်ဆက်တောင်တောင်ဖြည့်တဲ့ဒီအကြောင်းတွေတိုက်ဆိုင်မှုလားမသိနှစ်ယောက်ရဲ့ లై ဖတ်မှုဟာဟိုအရန်ကိုထင်းပြီးတော့လင်းပြီးတော့ပေါ့နော်ပြီးတော့ချီလို့ရတယ်ပြီးတော့မိဘတွေလည်းမျက်ရည်တွေကျတော့ကိုရီးယားဘေးနားကပီတီဖြစ်တာပေါ့ မနေ့ဒီပွဲထွက်တဲ့ပေါ့နော်ခန်းသားမှာရော ပြီးတော့ဒီဒင်နာလေးကိုရောအဲဖိတ်လို့ပေါ့နော်နောက်ပြီးတော့ကိုကဟိုဖြော်ပြေးလေးလည်းပါတယ်ဆိုတော့ဒီကတော့မင်္ဂလာဇနီးမောင်နှံအခုပြုတဲ့အနေနဲ့ဆင်းလေးဆိုပြီးရောက်လာတာပါမင်္ဂလာဦးမင်္ဂလာဆောင်ဖြစ်တဲ့အတွက်ဟိုမင်္ဂလာရှိတဲ့ချင်းလေးပေါ့နော်အချစ်ချင်းလေးပေါ့အခုချင်းနေတော့မဟုတ်ပါဘူးအဲမင်္ဂလာပွဲနဲ့လိုက်ဖက်တဲ့ချင်းလေးပေါ့ဟိုမနေ့ကင်းကိုရိုဒီပွဲထွက်တဲ့ပွဲမှာတော့ဟို jewel ရဲ့ပြီးတော့နီနီခင်စော်ရဲ့အဲ့လိုစုံတွဲလေးတွေဆိုလိုက် ခုဒီနေ့ညကတော့ဒီလိုပဲ love song လေးပေါ့တယောက်တည်းဆိုမှာဟုတ်အရင် live ဖတ်တယ်လို့ခံစားရတယ်ပြီးတော့ဟိုဒါတော့အခုရဲ့ဟိုအတွေ့အလေးပေါ့နော် all လို့ဟိုဘယ်လိုပြောမလဲရေဇက်ပေါ့နော်ရေဇက်ဖူးစာပေါ့ဟိုဘယ်လိုပြောမလဲဒီဘဝအဆက်ဆက်ကျောင်းတယောက်ဖြည့်တဲ့ဒီအကြောင်းနေတိုက်ဆိုင်မှုလားမသိနှစ်ယောက်ရဲ့ live ဖတ်မှုကဟိုအရင်ကိုချင်းပြီးတော့လင်းပြီးတော့ပေါ့နော်ပြီးတော့ကြည်လို့ရတယ်ပြီးတော့မိဘတွေလည်းမျက်ရည်တွေကျတော့ကိုရီးပါးဘေးနားကပီတိဖြစ်တာပေါ့ဒါတော့အခုပြောကြရအောင်မလို့ကြည့်ရတဲ့လူတိုင်းအကုန်သိတယ်ပေါ့နော်ဆိုတော့တော်တော် live ဖတ်တဲ့အတွေ့ပါပဲဟုတ် အဲကိုရောတော့ဘယ်လိုမလဲခုလိုမျိုးပထမအဦးဆုံးဟိုနေ့ရက်လေးကနေစပြီးတော့ပေါ့နော်အဲနှစ်ပေါင်းများစွာလာပေါင်းများစွာပြီးတော့နေ့ရက်ပေါင်းများစွာမှာဟိုတွေ့ရမယ့်အဆင်ပြေမှုအေးချမ်းမှုတွေကိုလည်းအတူတူကအဲဖြတ်သန်းမယ်ပြီးတော့အခက်အခဲတွေပြင်ပမှုတွေရှိခဲ့ရင်လည်းအတူတူလည်းတွဲပြီးရင်ဆိုင်မယ်ဆိုတော့အဲပုံရိပ်ကလေးတွေပေါ့နော် first day မှာတည်းကိုတို့အဲမြင်ရတယ်လို့ခံစားရပါတယ်ဟုတ်ကဲ့ဒီလေးတွေမြင်ရတော့ဘူးခါကြကိုယ့်ရဲ့ရှေ့ကိုအဲ့လိုပြီးနေတယ်အဲ့လိုပါပဲ အဲ့လိုမျိုးတော့လေဟိုအခုတော့ဟိုဂျုံနဲ့သိရတဲ့နေရာမှာတော့မပါဘူးဒါပေမဲ့ဖြည်းဖြည်းချင်းတော့သိရတဲ့နေရာမှာတော့ပါတော့လीဟိုအရင်ကြီးတော့ဟိုဆဆသိသိချင်းလေးတစ်ချက်တော့တစ်ချက်တော့ surprise ဖြစ်ပါတယ်ဒါပေမဲ့ဟိုခုနပြောဆိုဟိုနည်းနည်းလေး sorry သိလိုက်ရတော့လीအရင်ကြီးတော့ surprise မဖြစ်ပေါ့အဲအဓိကတော့ဒါပါရမီဖြည့်တာပါပဲခုလိုမျိုး live ဖတ်တဲ့ဒီအဲဇနီးမောင်နှံနေဟိုအတွဲတွေကိုကိုရိုးတွေကဟိုတောင်းတနေရနေပေါ့နော်ကိုကလည်းအတန်နဲ့အတန်မွေးချောင်းပြုတ်နေတာဆိုတော့အတန်အားဖြင့်ပေါ့နော်ပါရမီဖြည့်ခွင့်ရတဲ့အတွက်အများကြီးဝမ်းသာတယ်အဓိကတော့ လူငယ်စင်တို့စိတ်ထဲမှာပေါ့နော်ဒီလိုသူတို့ရဲ့တန်ဖိုးထားတဲ့နေလေးမှာကိုတို့ကိုအဲတနောက်တနေရာလေးကနေပေါ့နော်ပါဝင်ခွင့်ပေးတာပဲကျေးဇူးအများကြီးတင်ပါတယ်လို့ပြောကြတယ်။အဲဒီနေ့မှစပေါ့နှစ်တရားတိုင်အဲနှစ်ပေါင်းများစွာအဲဟိုချစ်ခင်တဲ့မိသားစုပေါ့နှစ်ဖက်မိဘတွေဆွေမျိုးသားချင်းတွေနောက်ပြီးတော့နောက်ဖြစ်လာမယ့် future ပေါ့နော်အဲတတမီမီလေးတွေနဲ့အတူတူလို့ပြောကြတာချမ်းမြေ့တဲ့ဘဝလေးကိုထာဝရပိုင်ဆိုင်နိုင်ပါစေဆုတောင်းပေးပါတယ်ခင်ဗျ။ဟုတ်ကျေးဇူးပါရှင်။